အိုမန်ရောက်ပြီးတဲ့နောက်ပိုင်းမှာလေငါတို့မြန်မာလူမျိုးတွေကလေအတိရွတ်ဆိုလို့ရှိရင်မျက်နှာကြော်စားကျင်နေတာတနည်းပတ်လုံးကြက်သားအိမ်မှာအများဆုံးစားတာကြက်သားငါငါကတလောက်ကိုအဲတစ်ပတ်လောက်ပဲစားကျန်တာကြက်သားငါတစ်ခါတလေကြမှစိတ်သားဝယ်ကိုကကိုကဟိုစိတ်ဟိုပါလေစိတ်သားမစားဘူးဆိုတော့ ကြက်သားနဲ့ငါပဲစားတာအဲ့ပြောပြောင်းတခါကျရင်ကြက်သားကြီးပဲနေ့တိုင်းရှိနေဒီနေ့ကြက်သားဒီနေ့ကြက်သားကိုချင်းချက်တယ်ဆိုလို့ရှိရင်မနေ့ကညကြက်သားကိုသူတို့ဒီနိုင်ငံကဒီနိုင်ငံကချက်တဲ့အတိုင်းချက်တယ်နောက်တစ်ခါကျလို့ရှိရင်ထန်ပေါက်လို့ချက်တယ်အဲ့ဒီနေ့အဲ့ဟိုစဉ်းစားစရာမလိုကွာသိလားနောက်နေ့ဘာချက်မလဲနောက်နေ့ဘာချက်မလဲစဉ်းစားစရာမလိုအဲ့၃မျိုးပဲဒီမှာရှိတဲ့လူတွေကတက်တက်လုံးစားကြတာ ကြက်သားဒီနေ့ကြက်သားနောက်နေ့ကြက်သားငါတို့တွေဆိုလို့ရှိရင်အမလီနမ်းမေးမှာပေါက်တဲ့ခစုံရက်ကလေးမြတ်တွေ့လို့ရှိရင်ပြောနေတာဟေးခူးချင်နေတာပြောမနေနဲ့သူများတကာတွေကချက်မောင်းပင်နေရှိတယ်ဆိုလို့ရှိရင်အားကျလိုက်တာငါတို့မှစားကျင်တာအရင်ချက်မောင်းပင်အရင်တော့ဆိုဘလောက်ငက်လဲဒီလားတထိမအမေသွားလို့ရှိရင်လေအဲ့အိမ်ကအလုံသမားကြီးရှိတယ်သူကခြံခြံလောက်တာပေါ့နော် ခြံလုပ်တဲ့လူကြီးကကစုံရွက်တွေစိုက်တာအမလီငါတို့အဲ့ရောက်လို့ရှိရင်ပျော်တာဟေးကစုံခင်းနဲ့ဘာပဲချက်ချက်ကြက်သားပဲချက်ချက်ငါပဲချက်ချက်အမဲသားပဲချက်ချက်ငါတို့အဲ့ဒါမစားတော့ဘူးကစုံခင်းကိုပြေးပြီးကစုံရွက်တွေခုပြီးကြော်စားတာနောက်လည်းကြလိုက်ကြအောင်အကလာကြီးကကစုံခင်းကိုရွှေ့ပြီးကစုံခင်းကိုတော့ခတ်ပြီးစိုက်ပဲစင်သားကြီးလေတစ်နှစ်ပတ်လုံးစားရတဲ့ကြက်သား တနစ်ပတ်လုံးတနစ်ပတ်လုံးကြက်သားကိုစားငါတို့နိုင်ငံမှာလို့ဒီနေ့စီပြန်ဟင်းမလက်ပြန်ကြလို့ရှိရင်တော့ကြက်သားကိုကြော်နှစ်လေးနှစ်လိမ့်မယ်။ဟဲ့နောက်နေ့ကျရင်လည်းကြက်သားကိုဘလူလေးလှုပ်လိမ့်မယ်။ပြုတ်ကြော်လေးလှုပ်လိမ့်မယ်။သိရလား။နောက်နေ့ကျရင်ကြက်သားကိုဘူးသီးလေးနဲ့ရောလိမ့်မယ်။ဖာလေးနဲ့အာလူးလေးနဲ့ရောလိမ့်မယ်။အဲ့လိုမဟုတ်ဘူး။ဒီမှာဒီနေ့ဒီဟင်းပဲတနစ်ပတ်လုံးဒီဟင်းပဲစားနေကြ။ ။အဲကျွန်တော်နဲ့ပတ်သက်လာပြီးတော့အရင်တော့ဒီနိုင်ငံမှာပဲရက်သဲမြင်စားကြအောင်လေ။ကိုတွေပဲအသေးတွေစားကြ။အမလီနောက်လည်းကြာကိုရီစားရမြင်တော့စားလဲကောင်းလဲကောင်းအောင်စက်သားဝင်လာတဲ့ရင်စက်သေးတွေကိုသူတို့သူတို့ချက်ပေးတယ်ညသာချက်တော့တယ်နေမစားနဲ့တော့တယ်ဆိုအဲ့လိုလာသေးတာတော့မလွယ်ဘူးဒီရဟာ